ဒီအမမေးထားတာလေးနော်ဒီချဲဒီမှာအကုန်လုံးတော့လည်းအတုံးဝင်အောင်လို့တခါတည်းဖြည့်ပေးလိုက်မယ်။သူကဒီချဲကို TikTok ရဲ့ CV မှာလာပြီးမေးထားတာပေါ့နော်။စိုင်ပြန်ဖွင့်ဖို့စဉ်းစားရတယ်။မဖွင့်ခင်ပြန်ပြီးလေ့လာရမယ်။ပြန်ဆန်းချုပ်ရမယ်နဲ့ပိတ်စားကဘယ်ဟာပိုအဆင်ပြေမလဲအကြံပေးပါအောင်ချဲတဲ့။ သူအဆန်းချုပ်ကြည့်ဖို့ပေါ့နော်ချက်ရရဲ့အချိန်အကြံပေးပါဆိုပြီးတော့ချက်ကိုလာမေးထားပါပေါ့နော်အဲ့ဒီမှာအာဒီချက်အရင်တော့ကလေဗီဒီယိုတပုတ်မှပြောဘူးတယ်အဲဒီချက်တို့စပြီးတော့ဆမ်းပြီးချုပ်ကြည့်မယ်ပေါ့နော်ဆမ်းပြီးချုပ်ကြည့်မယ်ပက်တန်တွေကိုဆမ်းကြည့်မယ်အဲကိုကဒီလိုတောက်တယ်ဒီအင်ဂျင်မှာလိုအပ်လားတုံးကြည့်မယ်အဲ့လိုမျိုးတုံးတဲ့အခါမှာချက်တို့ဟိုအထယ်တိုင်းကိုလေ ဒီဟာဒီအဆင်ပြေလားမပြေလားမသိခင်မှာအထယ်တိုင်းကိုကအပိတ်ကောင်းရင်တုံးလို့မဖြစ်ဘူးအခုခေတ်ကလည်းပိတ်ဈေးတွေကအရန်တက်တယ်ဆိုတော့လေမြန်မာဝစ်စုံချုပ်မယ်ဆိုလို့ရှင်ပိတ်စာတကိုက်ကိုအနည်းဆုံး9000အထက်ကိုပေးနေရတာဆိုတော့လေအပုံစံတိုင်းကိုလိုက်စမ်းပြီးချုပ်မယ်အဆင်မပြေပြစ်လိုက်မယ်ဆိုဒီပိတ်စာအကောင့်ကအဆင်မပြေဘူးအဲ့တော့တချို့တို့ကတုံးမယ်ဆိုလို့ရှင် ကိုတောက်တွေစမ်းထိုးကြည့်နေတာပဲဖြစ်ဖြစ်ဒီပုံစံကိုကစမ်းပြီးချုပ်ချင်တယ်သုံးမဲ့ပိစားက၄၅သောင်းတသိန်းတန်တယ်ဒါပေမဲ့အဲ့ဒီဟာကိုသွားစမ်းလိုက်ရင်ပြတ်မှာဆိုလို့ချေတော့အရင်ဆုံးအကျန်းချုပ်ကြည့်နေတယ်ဆိုလို့ရှင်ချေပြောတယ်အရင်တော့လည်းတခါပြောထားဘူးလေဒါမသိမှဆိုလို့အခုထပ်ပြောပေးရချေတို့ဒီဇိုင်နာသုံးတဲ့ပိတ်ကျန်းဆိုတာရှိတယ်လေအဲ့ဒီပိတ်ကျန်းကလွန်ခဲ့လွန်ခဲ့တဲ့နှစ်သုံးနှစ်လောက်ကတော့ဈေးကဘလောက်မှမရှိဘူးတခိုင်းမှာယာကနန်းလေးပဲရှိတာအခုသူရှိလဲအားလုံးထပ်တော့သူကဈေးပေါ်မှာပဲ အဲအရန်စေးတက်တာလေအဲ့လိုပိတ်ကျဲအနံကြီးပိတ်ကျဲဆိုတာဘလို့အယောင်လဲဆိုတော့ကျွန်တော်လည်းအသားအယောင်လိုမျိုးပါပတန်စာရွက်ပတန်စာရွက်မှာဆိုလဲအဲ့လိုအသားအယောင်နည်းနည်းပြော့တယ်ဒါရှိအဲ့လိုအယောင်မျိုးပိတ်ကျန်းရှိရဲသူကအဖြူယောင်လာရဲအဲ့လိုအသားအယောင်မျိုးရှိရဲပေါ့နော်အဲ့လိုပိတ်ကျန်းနေကအာဆက်ပစ္စည်းဆိုင်နေမှာမေးကြည့်ဒီဆက်ချုပ်ပစ္စည်းဆိုင်နေမှာမေးကြည့်ဒါမှမဟုတ်တချို့နယ်တွေမှာဆိုရင်တော့လဲနယ်တွေမှာရှိကြမှာရှိလဲမရန်ကုန်မှာရှိရဲပေါ့နော်အဲ့လိုမျိုးရှာကြည့် အဲ့လိုမျိုးရှာကြည့်လို့ရှိရင်ပိတ်ကျန်းနေဝယ်လို့ရတယ်ပိတ်ကျန်းကကြတော့တချို့တော့အရန်ဈေးတက်တာရယ်ကိုထိုးခြင်းနဲ့တောက်တွေထိုးကြိုက်တယ်လို့ချုပ်ပြီးတော့သူကလူကိုတော့ဝစ်လို့မရဝစ်လို့မရဆိုတော့ဝစ်ဝစ်ပြီးတော့ဘယ်မှသွားလို့မရလို့ပြောတာဒီတိုင်းဝစ်ကြည့်လို့တော့ရတာပေါ့နော်ကိုယ့်ရဲ့ body ခန္ဓာကိုယ်နဲ့တိုင်းပြီးတော့ချုပ်ကြည့်မယ်ပြီးအဆင်ပြေလားဒီတော့တုံးလိုက်တာဒီအင်ကြီးမှာဒီလိုဒီနေရာကိုဒီလိုလိုချင်လို့ဒီတော့တုံးလိုက်တယ်ဆိုအဆင်ပြေမပြေချေတော့ကတိကျင်တာလေပတ်တန်ကြီးပဲကက်ကြည့်လို့ရှိရင်တိတ်ပြီးမတိတာဘူးဆိုတော့ချုပ်ကြည့်ခြင်းလားเนาะအဲ့လိုချုပ်ကြည့်နေချုပ်ကြည့်ခြင်းနေဆိုလို့ရှိရင်ပိတ်ကျန်းကိုတုံးလို့ရတယ် ိတ်ချမ်းဆိုပြီးမေးကြည့်အဲဆက်ချုပ်ပစ္စည်းဆိုင်တွေမှာရှိတတ်တယ်။နေရီမှာမရှိဆိုလဲရန်ကုန်မှာတော့ရှိပါတယ်။နောက်အဲ့လိုမျိုးဝယ်ပြီးသုံးကြည့်ပါ။အဲအခုလိုပေါ့နော်။ဟိုဆက်ချုပ်ဆိုင်ဖွင့်ခြင်းနဲ့ကိုကလာအပ်သမျှအထည်တိုင်းကိုကြာတော့ဒီပိတ်တွေအရင်ကြီးစမ်းပြီးတော့သူတို့လာအပ်တဲ့ပတ်စံလာအပ်တဲ့ပိတ်စာကိုတမ်းမီမတုံရဲဘူးပေါ့နော်ပြတ်သွားမှာဆိုတော့အဲ့လိုပိတ်ကြမ်းလေးတွေကိုအရင်ချုပ်ကြည့်လို့ရတယ်ပြီးတော့အခုမှတင်းတန်းဆင်းတဲ့ညီမလေးတွေကိုကအိမ်မှာစမ်းကြည့်နေတယ်ဆိုလို့ရှိရင်လည်းဒီပိတ်ကြမ်းကိုတုံးလို့ရတယ်နောက်တစ်ခုက ပိတ်ကျန်းထက်ပိတ်ကျန်းပြီးွားလို့ရှိရင်နောက်ထပ်ဈေးပေါ်တဲ့အစားရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ချစ်တို့တထွန်ကွက်လေးခလေးတွေကိုချုပ်ပေးတဲ့တထွန်အကွက်လို့ခေါ်တာအဲ့လိုမျိုးအဲ့လိုအကွက်တေဆိုလို့ရှိရင်ကကျတို့ပုံမှန်ပိတ်စားရတဲ့သူကဈေးတက်တယ်ပြီးတော့အကွက်မှာတစ်ခုကကန်လို့ကောင်းတယ်ပိတ်စားကန်လို့ကောင်းတယ်ဒီချက်ဝတ်ထားဆိုရင်တော့ဒါခြိကွက်ပေါ့တို့ခြိဆိုရင်တော့ဈေးပေးရလိမ့်မယ်ခြိကွက်မဟုတ်ဘဲနဲ့တထွန်ကွက်ဆိုပြီးတော့လေ အရင်တော့တထွန်အကွက်လို့ခေါ်တယ်ဘလို့ခေါ်လဲတော့မသိဘူးဟိုကအာခလေးတွေဆိုလို့ရှိရင်ယောက်ျားလေးတွေဘောင်းမီကိုဂျာစီအင်ကြီးကိုချုပ်ပေးကြရမလားအဲ့လိုမျိုးချုပ်ပေးတဲ့အကွက်တွေသူကဈေးပေါ်တယ်အရင်တော့ကလည်းတထောင်ဝန်းကျင်လောက်ပဲရှိမယ်တကယ်ကိုအခုရရှယ်လဲပိတ်စားတွေနဲ့ပဲဈေးရှိလဲဆိုတာတိတ်ပြီးမသိဘူးပေါ့နော်မဝဲတာကြာပြီဆိုတော့အဲ့ဒီအကွက်တွေဆိုလို့ရှိရင်ကင်လို့ကောင်းတယ်သုံးလို့ကောင်းတယ်အမီဘူးတွေအရန်တိုက်เสียမလို့ပြင်ကန်ရတာချော်တာပါညာမရှိဘူးပေါ့နော်အဲ့လိုမျိုးလဲ တုံးလို့ရတယ်အဲ့ဒီပိတ်ဆိုလို့ရှင်တော့လူပါပါနောက်ဝစ်လို့ရတာပေါ့နော်ဝစ်လို့တော့ရတယ်အဲ့ဒီတထုံကွက်လေးဈေးတက်တာတယ်ခုနကပြောတဲ့ပိတ်ကျန်းကတော့ဒါဒီဇိုင်နာတော်တော်များများသုံးကြရဲ့ပိတ်ကျန်းလေးအာဒီပက်တန်လေးဆန်းတဲ့အခါမှာပိတ်ကျန်းကိုဆန်းပြီးချုပ်ကြရဲ့ပြင်ဝစ်ကြည့်ရဲ့ပေါ့နော်အဲ့လောက်ပဲရတယ်ကွာဟိုလိုမျိုးဟိုဒီလိုမျိုး daily ဝစ်လို့တော့မရဘူးပေါ့အဲ့ဒီပိတ်ကျန်းအရင်တော့ဈေးတော်တော်ကိုတက်တာရဲ့အဲ့ဒီဟာလေးကိုတစ်ချက်ဆန်းကြည့်ပါရှင့်အဲ့တော့ဒီအမ ဒီမှာပြောတာလေးကဒါအကုန်လုံးလည်းအသုံးဝင်မယ်ထင်လို့ကျေးဇူးဗီဒီယိုလေးနဲ့ဖြည့်ပေးလိုက်တာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ဆက်ချုပ်ပညာရေးနဲ့ပတ်သက်ပြီးတော့သိချင်တာကိုမန့်အောင်မှာရေးခဲ့ပေးလို့ရပါတယ်ဒီချေအလှည့်ကြဗီဒီယိုလေးနဲ့ဖြည့်ပေးပါမယ်ရှင်ဒီချေຫນွေဥပါ